ဟေးယောအလုံးပဲမင်္ဂလာပါမလ31ရက်နေ့ယနေ့နေ့ပိုင်းအထူးသတင်းများကိုပထမဆုံးလို့ intuition တိဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကို coaching ppp coaching ti app နေတဲ့တုံးချင်းတွေအားလုံး ကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒီနေ့တော့တိတ်ပွဲအကြောင်းတွေပဲကျွန်တော်တို့ဥစားပေးပြမှတိဆက်တော့မှာဖြစ်ပါတယ်ညလေးအကြောင်းကတော့တစ်ခုနှစ်ခုတော့ပါမှာပေါ့နော်ကြည့်ဒါဆိုရင်တော့စကြရအောင်မကွေတိုင်းပဒံမြုတ်ကဒေတာအခေါ်အဝိနေရေကန်စီဆိုင်ကိတ်လို့ခေါ်တဲ့စစ်ကောင်စီရဲ့မြေဝင်ကိတ်ကိုမနေ့ကမလ30ရက်မနေ့အစိုးပိုင်းမှာတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့တော်လိုင်းရဲတပ်ဖွဲ့နဲ့နှိစတူပဒံဒေတာအမျိုးသားတရုတ်ကပြောဆိုထားပါတယ် စစ်ကောင်စီဖက်ကအကြအဆုံးမြပြပြီးဒဏ်ရာရရှိခွေးတွေကိုနှိစိတ်ရာပဒံမြုပ်ဆဲယုံတော့ယူဆောင်ခိုးသွားတယ်လို့ပဒံဒေတာအမျိုးသားတရုတ်ကပြောဆိုထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့မန္တလေးမြို့တမဝရီရက်ကတိတ်ပြုတ်ချမှုမှာမိသားစုဝင်ကိုအိုလုံးပိမိနေရတွေ CO တေဆုံးခဲ့ပြီးစချောက်ရတကလေးဟာအသက်ရှင်လက်မြောက်လာခဲ့ကြောင်းသိရပါတယ်။ အလုံးတေဆုံးခဲ့ပေမဲ့စချောက်ရတကလေးထိခိုက်တံရလုံးဝမရှိဘဲအပျက်စီးချမှာ24နာရီနီးပါးကြာမှအသက်ရှင်လျက်ပြန်ထွက်လာခဲ့ကြောင်းမိသားစုဝင်တဦးကလူမှုကွန်ရက်ဆာမျက်နှာတွေရေးသားထားပါတယ်။အခုဒီကလေးလေးကစိတ်ယုံမှပူထားတယ်လို့သိရှိရပါတယ်။ကျွန်တော် channel ကကလေးတပုံတွေလည်းတင်လို့မရဘူး။ပြဿနာပဲ။ဒါတင်ချင်းတယ်။သူငယ်ချင်းတွေလည်းမင်းစိတ်ချင်းတယ်ကွာ။စိတ်မကောင်းဘူး။နောက်တရင် မလနစစီရနေတွေမကွေတိုင်းပခုကူမြုံနေအတွင်းစီမြို့ဆိုထီရွာလေးရွာကိုလက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ရာမြို့ဆိုထီတကောင်တေဆုံခေချောင်းကိုဘရာဝန်ပခုကူတပ်ဖွဲ့မှတာဝန်ခံဘူမွေဟုတ်ကပြောဆိုထားပါတယ်။ခေါင်းလိုက်တဲ့တဲ့နောက်တဲ့မလနစကူရနေတွေဂရီနီပီနဲ့ရှမ်ပီနီတောင်ပိုင်းအဆက်လွေကိုစီဆိုင်လမ်းမကြီးပေါ်တွင်စစ်ခွေကစစ်ချောင်းထူလာတဖြစ်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီစစ်ခွေဖက်မှ၄ကောင်တေဆုံပြီး လန်ဒတလတ်တင်းစီယာရှိခေချောင် KNDF ဘီဟာမန်နီကာတရင်ထောက်ပြန်ထားပါလေ။ကောင်းလေးတဲ့တရင်နောက်တရင်မကွေတိုင်းစလီမြုံနေထေကတညောင်းတိုက်နေမှာရှိတဲ့တတ်အပိယုံဝတ်ကျင်ကိုမတ်31ရက်မနက်စီနိုင်လောက်မှာစစ်ကောင်စီကလေရှင်နဲ့ဘုံချိတ်ခဲ့တယ်လို့ဒေတာခန်တွေကပြောဆိုထားပါတယ်။နောက်တရင် ကဂျီနီပီနေဖယူစုမြုပ်နေထဲကိုစစ်ကောင်စီတပ်ကမတ်30ရက်မှာဘုံချေတိုက်ခိုက်ခဲ့လို့နေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့စစ်ပေးဆောင်ပြည်သူတွေကပြောဆိုထားပါတယ်တိတ်ပွေဖြစ်ပွားမှုမရှိဘဲနဲ့မတ်30ရက်ညနေ၄နာရီဝန်းကျင်မှာပေါင်900ဘုံတလုံးနဲ့ပေါင်300ဘုံတလုံးကြေချတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။နောက်တဲ့ဝါရင်အစိုးရဂျင်းငင်းငီကွေလွန်သွားတယ်လို့ဒီနေ့မှာသိရှိရပါတယ်။စိတ်မကောင်းပါဘူးထတ်တူဝန်းနေပါတယ်။ နောက်တရင်တရုတ်ရုရှားအိန္ဒိယနဲ့အာရှနိုင်ငံတွေကဆီလွတ်လာတဲ့နိုင်ငံချက်ကြီးစီတပ်ဖွဲ့တွေထဲမှာမလေးရှားအဖွဲ့ MAS 01ဟာစကိုင်းငလင်ကိုပထမဆုံးရောက်တဲ့ကြီးစီရဲ့အဖွဲ့ဖြစ်လာပါတယ်မလေးရှားကြီးစီရဲ့အဖွဲ့မြန်မာကိုရောက်အပြီး24နာရီအကြာမှာတော့စကိုင်းထေကိုရောက်ပြီးလို့အဖွဲ့ကမတ်31ရက်မှာထောက်ပြန်ထားပါတယ် Vietnam KCY အဖွဲ့တွေလည်း Skype မှာတွားရောက်မယ်လို့လည်းသိစီရပါတယ်။ Skype မှာ Vietnam အဖွဲ့နဲ့ မလေးရှားဖွဲ့တွေကတွားကူညီမှာဖြစ်ပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့မလန်စကွန်ရဲ့နေတွေပခုတိုင်းပေါင်တီမြို့နေတွေပြီးသူပိုင်းနေအိမ်များကိုမိရှုဖြစ်စီနေသည့်စစ်ကြောင်းတဲ့အထိုင်တက်စကတ်မှထွက်လာသောစစ်ခွေးတို့ကိုတိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေးဖက်မှတုံးကောင်တိုက်ဆုံခဲ့ကြောင်းတုံးထောင်600တီ PPDF တရင်အစစ်ထောက်လှမ်းရေးနှင့်တရင်ပြန်ကျရဲ့တာဝန်ခံကိုရှိတို့ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ငလိနေပတတီကုငီကေစေရဲ့အာဆီယံနိုင်ငံချဲ့ရဲ့ဝန်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုမလ30ရက်ကအွန်လိုင်းမှာပြောင်းလဲရာစစ်ကောင်စီတုံးဝန်ကြီးချုပ်နဲ့နိုင်ငံချဲ့ရဲ့ဝန်ကြီးဒီပင်တရုတ်မီယုံခမ်းမရှိဘဲပြစ်စီနေသည့်အဆောက်အဦအပင်ဖက်တွေခုံတလုံးဖေးတရုတ်ဆွေးနွေးခဲ့ဒီကိုတွေးဆရပါတယ်မီနိုပြောတော့ UNG တွေ online mintar တွေပါညာကိုကပြောကြတယ်မဟုတ်လားကိုရောမီနိုလေးတော့ ဆော့ပြတ်တက်နေတဲ့အဆောက်အဦရှိမှမင်းတို့ကထိုင်ပြီးမှ online online zoom meeting တွေတက်နေကြပြီအေးအဲ့ဒါပဲလေမင်းတို့မင်းတို့ပေါ်လာတွေကဲလို့ပဲအခုနေပြီးတော့မှပြောလို့တဲ့ SEO မှာလဲခွေးဆူဝင်းနဲ့ခွေးငတူးလိုင်းတို့အစီအဝေးလောက်ဖို့နေရမရှိလို့ green color မူကဝိုင်းပြီးမှအဲ့ဒီထဲမှာတို့အစီအဝေးလောက်နေချက်တော်တော်ဆော့ပြတ်တက်နေတာဒီကောင်တွေ မင်းတို့တွေပြစ်စံမရှိတော့ဘူးလားလောက်တော့ပြတ်နေတာလားစိတ်မကောင်းဘူးကွာခံကြဖို့ကွာမလာ37ရက်နေ့ရက်ညနေပိုင်းထူထရင်ကတော့ဒီလောက်ပါပဲခေတာဆိုတော့ကျွန်တော်တို့ပထမဆုံးဇိုမေးလင်ကိုတုံပြန်လိုက်တဲ့ကူရှေလေးတစ်ချက်လုံးနဲ့စင်ကြည့်အောင်မြမနိုင်ငံရဲ့ဒီငူနိုင်ငံသားတရင်တောက်ကြီးအော်တယ်ဒီမှာတဲ့မင်းမရှိလို့အာဘာမဖြစ်လို့ဘူဇုတ်ဇော်မင်းချောင်းကခင်ဗျားတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးဂလုံးဇော်မဲလင်ပါကွာ ဇောမဲကျလုံးဘလုံးအဲ့ဒါပြောသတင်းတောက်ဆိုတာကျွန်တော်ကိုယ်တိုင်လေပြားမှာသတင်းလာပြန်ပြီကျွန်တော်ဟိုတယ်ရှိမှာဘာဖြစ်မှာသတင်းသွားယူရတဲ့လူမဟုတ်ဘူးဗျာကျွန်တော်တို့ယူလိုက်တဲ့သတင်းတွေကိုမင်းကတခါဘူးအခုဆိုရင်ဆက်သွယ်ရေးစနစ်အရေးဉာဏ်ဆန်နေမြမပြည်ကိုအကူအညီတွေရောပံ့ပိုးမှုတွေရောပို့လျှောက်လာဖို့တောင်းဟုတ်အဆင်ပြေနိုင်တယ် နော်ဟိုဟိုလေပြားမှာတရင်သွားယူတုံးရတဲ့ဘဝ2090ကြားတဲ့ကဘဝကလေသူကတရင်တစ်ပုတ်ရိုက်ပြီးကြနဲ့အဲ့ဒီရိုက်ထားတဲ့ကတ်ကိုလူ၄၅ချင်းနဲ့တဲ့ရတဲ့ဘဝမျိုးဗျာအခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျာနော်ဟိုတယ်မှာအဲ့ဒီတရင်သမားဆိုကဘာပေါ်မှာအရင်နေပါလေဗျာနော်ပြီးတော့တရင်သမားတွေလျှက်စစ်မီးမရှိလို့တဲ့ ။တည်င်းသမားတွေလျှက်စစ်မီမလို့ဘူးလို့ကျွန်တော်တို့ကြည့်မှာဆိုလာဘက်တွေဘက်ထရီဘန်အများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦး။ဟုတ်မလား။နော်။ So အရာကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့တည်င်းဌာနပေါင်း90ကျော်မြမာပြည့်အခက်ခဲကိုတကပါလုံးဝင်လာပြီးကုင္ကြီးဆောင်ရွက်ဖို့အတွက်အခုလိုညင်းဆိုတုတ်ပြန်တာကလည်းမြမာ blind is blind နဲ့ အင်္ဂလိပ်ဒီမှာဓမ္မပြမြန်မာပလိမြန်မာကတခုခုကိုညှင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ brain is blind အဲ့လိုပြောတယ်ဗျာဓမ္မဟုတ်ပြီနော်မြန်မာ brain is blind အမှတ်ထားလိုက်ဆိုတော့အခုမြန်မာ brain is blind ဖြစ်နေကျွန်တော်ပေးချင်တာဇော်မင်းထော့ဂျလုံးပလုံးဂျမဲလုံးပြောပြောချင်တာမင်းနေရာထိုင်ခင်းဘယ်တည်င်းတောက်ကိုမှပေးရမလို့ မင်းမှပေးစီရအကြောင်းလည်းမရှိဘူးပေးဖို့လည်းမင်းစီရမတောင်းဘူးဒါပဲဟုတ်ပြီနော်ဒါဇလုံးဘလုံးငမဲလုံးကိုပြောတာပြောတော့ राजे နဲ့ပါလေကြည့်လာစွန်းတော့နောက်ဗီဒီယိုငလင်ကပ်ပေးချောင်းအပိရက်မလားဘူနကတဘောထားတဲ့ချက်လုံးနဲ့စင်ကြည့်အောင်ဒီကိစ္စတွေကရှူတော့တမျိုးစီကနေပြီးတော့ပြင်းပြထန်ထန် ပြောနေကြတာလေးရှိတယ်တချို့ကလည်းအပြည့်ရတဲ့ကိစ္စမျိုးတွေကို ဖြစ်တဲ့နယ်ဆိုတဲ့ဘက်ကရှိတယ်။တချို့ကလည်းဒီချိန်မှာဒီအခက်ကတော်လန်ရေးရဲ့အချက်နော်အုံနဲ့ဂျင်းနဲ့ထားကြွကြဖို့လုံသောနေရာတွေလည်းရှိတယ်။ကျွန်တော်ကတော့ဘသူ့ကိုမှမားတယ်မှန်တယ်လို့တော့မပြောလို့မမပြတ်သားဘူးပဲဆိုပေါ့ဗျာ။တခြားသူတွေကတော့သူ့ရှုထောင်းတဲ့သူမှန်နေကြလိမ့်မယ်မားတယ်လို့မပြောလို့။ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမော်တထားရဲ့တရားစီရင်ခံတွေကလို့မျိုးဆိုခဲ့ရင် ဘလူးမရဲ့စိတ်ဓာတ်မျိုးတွေမမွေးကြဘူးလို့ပဲအကြာကြီးမဟုတ်ရင်တောင်မှအဲဒီချိန်မှာတော့နှစ်ဦးစလုံးကနှစ်ဖက်စလုံးကဒီစီရေးလောက်ရတဲ့ကိုရပ်တန့်ထားစေခြင်းတယ်ဒီအစာဦးတွေအကျိုးပဲ့တွေအောက်မှာပြိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတချို့ပြီးတဲ့အထိအာကိုရပိုင်းသေးကိုလက်အင်္ကာတွေပြိချင်းညက်ပြီးတော့အသက်ရှင်လျက်နဲ့ချောက်ချောက်ချာချာရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထိလောက်နော်အဲ့ဒီလိုရပ်ပိုင်းလေးကိုတော့ ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ဟိုခဏလောက်ဆိုင်ခံကြဖို့ပြောချင်တယ်ဒီမှာလဲတချို့ပေါ့နော်ဟိုစစ်တပ်ကလည်းဒီအခြေအနေတွေကိုမငဲမကွက်ပဲနဲ့လေရင်နဲ့ဘုံထွက်ကျနေရတယ်ရှိတယ်ဒါကလည်းတော်တော်ရုပ်ပြတ်တယ်ဒါပေမဲ့တစ်ဖက်မှာလဲအာဒီလိုအချိန်တောင်စစ်တပ်ကလေရင်နဲ့ဘုံထွက်ကျနေတယ်ဆိုပြီးတော့ဒါကိုကဲရဲ့ရှုံချပေးမယ်တော်လိုင်းရေးပတ်ချမ်းကပေါ့နော်ကဲရဲ့ရှုံချပေးမယ်တစ်ဖက်မှာလဲဒီတော်လိုင်းရေးပတ်ချမ်းကပဲဒီအခြေအနေကိုခွန်ကောင်းယူပြီးတော့ စေရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေရလဲရှိတယ်။အဲဒီအချိန်လေးနှစ်ခုကလည်းတိတ်ပြီးတော့မအပ်ဆက်တဲ့ဇကာပေါ့နော်မစီလျော်တဲ့ဇကာရဲ့နှစ်ခုဖြစ်နေတယ်ပေါ့နော်ဒေါ်လာရေးပတ်ချမ်းပါရင်ကိုအဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်တို့လည်းဒီအချိန်မှာတော့တနက်ဖောက်ဖို့တဲ့ဒါမြင်တဲ့အတိုင်းပဲအဲကျွန်တော်တို့ဒီကမ်ပိန်းတော်မှာကျွန်တော်တို့ရပ်ပေးထားတယ်ပေါ့စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ကမ်ပိန်းတော်ကျွန်တော်တို့ရပ်ပေးထားတယ်ပြီးတော့တက်နိုင်နေများလဲဒီပြည်သူလူထုတွေရဲ့ လက်တလောဘိဒုက္ခကိုကယ်ဖို့ကျွန်တော်တို့အတဏ္ဍာရုံကြိုးစားနေတာရှိတယ်။အာရက်သေးတော့ကန့်သက်မထားလို့ရန်သူကလေရင်နဲ့ပုံထွက်ကျဲနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလည်းဒီအခက်ကို ခုံကောင်းယူပြီးတော့ကျွန်တော်တို့အချက်ဆိုပြီးစီရေးပေါ်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုပ်မှာမဟုတ်ပါဘူး။အခက်ဆိုတဲ့နေရာမှာလည်းဒါကျွန်တော်တို့ရင်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့စည်းရဲ့အခက်သက်သက်မဟုတ်ပါဘူး။ဒီလိုလူလူဒီအများစုရဲ့အခက်ဖြစ်နေတယ် အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူခြင်းပါဘူးအဲကြောင့်ရှေ့မှာပြောခဲ့တယ်လို့ကျွန်တော်စီရေးပေါ်ဆောင်မှုဆိုတာထားလို့ကျွန်တော်တို့ရမုံငွေရှာတဲ့ campaign လေးတောင်ရပ်ပေးထားပါတယ်လို့အာမြန်မာပြည်သူပြည်သားအားလုံးလည်းဒီလိုမျိုးပေးဒုက္ခတွေအနေအများဆုံးကင်းလွတ်ငြိမ်းချမ်းပါစေလို့ဆုတောင်းလိုက်ပါပြောသွားတာကတော့တစ်ဖက်မှာတွေးရင်တော့ဒါမှန်ပါတယ်ဖြစ်လက်ဖြစ်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့စစ်ခွေတွေကဘုံကျဲတာကိုခံကြမလားတော်တော်လောက်ဆရာရှိတာကိုတော်တော်လောက်တာလေ ကျွန်တော်တို့ရေးဖို့တွေကလည်းသူတို့လောက်ရှာကိုတော့လောက်တင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ကဲဒါဆိုရင်တော့ note video let's see တဲ့ရဲ့အခြေအနေဘူကြည့်ရင် your interview ဘူကြည့်ရအောင်ကျွန်တော်လေးစင်တဲ့ဟာကပေါ်လာတဲ့ဟာကဘာလဲဆိုတော့အဲ့တော့ let's see တဲ့ရဲ့အခြေအနေကဘာဖြစ်နေတာလဲအဲအချိန်ကြာလာရင်ရော तू ကပြန်ပြီးတော့မှနယ်လန်ထားတာလားဘူကြည့်ရအောင်နည်းနည်းဆွေးနွေးပြီးပါဦးဟုတ်ကဲ့အဲ့ဒါဒါကတော်တော်အရေးကြီးတယ်အရေးကြီးတယ်ဆိုတာစစ်တပ်က sorry ကျွန်တော်ပြောသလိုပေါ့နော်သူ့ကိုသူပြန်ပြီးတော့တီဆောက်နေတာဖြည်းဖြည်းချင်းတီဆောက်နေတဲ့အနေအထားရှိတယ်ကျွန်တော်တို့ဆိုရင်ဒီလူသစ်စုဥရေတာ မလုလိုက်ဘူးဆိုတော့စစ်တပ်ကပြီးသွားပြီဘုံကျုံတိုက်လောက်ပဲကြံတော့မှာပေါ့နော်အဲ့တော့သူတို့ကလည်းခံရတဲ့သူပေါ့သူတို့ကခံနေရတဲ့သူခံနေရတဲ့သူဝေဒနာတယ်ပေါ့နော်ဝေဒနာတွေကသူ့ကိုသူပိုတိတယ်သူ့ကိုသူပိုတိတော့သူဒီစင်းမီလိုနဲ့အရင်လုလိုက်တာဒီစစ်မှုထမ်းဥပဒေကလည်းသူတို့အတွက် side effect တွေအများကြီးဖြစ်တယ်သူတို့ဒီဥပဒေကိုကြောက်ကြောက်လန့်လန့်နဲ့လုပ်လိုက်ရတယ်ဘာလို့လဲဆိုတော့သူတို့ကအထုတ်ဖြီးပြလိုက်ရတယ်လို့ဖြစ်တာအဲ့ဒါကိုကြောက်တယ်သူတို့အဟိုရင်ကလေးကလုံးချင်တယ်ဒါပေမဲ့သူတို့ရဲ့စစ်တပ်ရဲ့ခြားစားနေတဲ့အထုတ်ကြီးကို public ကိုခြားမပြရဘူးအခုဆိုရင်ဒီလူစစ်တွေကစစ်တပ်အကြောင်း တိနေကြပြီပေါ့နော်တိသွားပြီအပြောတစ်မျိုးအလုံးတစ်မျိုးပြီးရင်ဟိုကိုဖြစ်ကိုခံရတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်သူတို့တွေကြုံလာရပြီဒါပေမဲ့ကြုံလာပြီမဲ့လည်းဒါကျွန်တော်တို့ကဒါကိုထိုင်ပြီးဝမ်းသာနေလို့တော့မရဘူးပေါ့နော်သူတို့ကဒီအင်အားကိုသာအလျင်မြန်တိဆောက်လိုက်ရင်ဒီလူတွေခါကတိဆောက်မယ်ဆက်ပြီး run နေမယ်ဆိုရင်ပေါ့နော်တကယ်ဒေတာတွေမှာပါနည်းနည်းအရေးအတွက်ရှိတဲ့စစ်တပ်တက်ပြန်ဖြစ်လာနိုင်တယ်သူတို့ကအဲ့ဒါကိုမျောဘူးပြီးတော့ရည်ရွယ်တာပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ဒါကြောင့်လဲတိုင်းရင်းသားတွေကသိတယ်ဒီစစ်တပ်မရှိခံမှာကျွန်တော်တို့ဒီနိုင်ငံကအေးချမ်းမှာဆိုတာသိတယ်ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးရခိုင်ဆိုရင်ကြည့်လိုက်စစ်တပ်ကအရှိန်ယူနေတာပဲသူတို့တချင်ပြန်တိုက်မှာဆိုတာသိတယ်ရှိနေတယ်ပြည့်ဒါကြောင့်စစ်တပ်ကဝင်လာပြီးတိုက်မဲ့လမ်းတွေမှန်သမျှကိုအခုကျွန်တော်တို့ပြည်သူတွေနဲ့ပေါင်းပြီးတော့သူကရင်ကြိုတိုက်တာစစ်တပ်လာမတိုက်ခင်ကိုသူကြိုတိုက်တာဒီအခုစစ်မျက်နှာပြင်နေရဆရာကြည့်လိုက်ဆာမာကြီးဆိုလဲပုံမြင်မှာပေါ့နော်ဒီအန်းကိုတတ်လိုက်မယ်ဆိုရင်ဒီနိုင်ငံကလာမှာပဲပြီးရင်ကျွန်တော်တို့ဘွားကိုတိုက်မယ်ဆိုရင် ဒီပသိန်းပကိုးဘက်ကနေပြန်ဝင်လာမှာသူကအဲ့အပေါက်တွေကနေအရင်သူအရင်ထွက်တိုက်ပလိုက်ထွက်တိုက်ပလိုက်တာပေါ့နော်ထွက်တိုက်ပြီးကမှကျွန်တော်တို့ဒီပသိန်းပုံရလမ်းကိုပြန်ပြီးတော့ထိန်းချုပ်ဖို့ကြိုးစားတဲ့အနေအားသူတို့စစ်တပ်ကိုလုံးဝအပြီးပိုင်ကိုမရှိမှရမယ်ဆိုတဲ့အနေအားရှိတယ်ဒါတိုင်းရင်းသားတွေကလည်းသိတယ်ပေါ့နော်ဒါကြောင့်သူတို့ရှိန်ယူပြီးထိုးစစ်မစင်လာနိုင်အောင်ပေါ့နော်သူတို့ဟန်စစ်ဆင်ပြီးအဲ့မှာတယ်စစ်သားစစ်တီအင်အားပေါ့နော်အရေးအတွက်တွေကိုပြုံးတိအောင်ဒါနီးမျိုးစုံနဲ့ လုတ်လာတဲ့အနေထားလို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီစစ်တွေကြောက်ဖြူမန်အောင်ပေါ့နော်ဒါတွေကိုအရင်မတိုက်သေးဘဲနဲ့အရေးကြီးတဲ့သူ့ကိုပြန်ပြီးတော့ထိုးစစ်ဆင်မဲ့ဟာကိုတိုက်တယ်။ဘာလို့လဲဆိုတော့တိုင်းရင်းသားကောင်းကောင်းနေရတယ်မြင်တယ်။ဒီစစ်တပ်ကအင်အားကြီးလာတဲ့အချိန်ပြန်တိုက်မှာပဲ။အခုအင်အားငြိမ်လို့ဒါတို့တွေဟိုဟာဖြစ်သွားတာပေါ့နော်။ဒါကြောင့်အကောင်းဆုံးကတော့သူလာမတိုက်ခင်မှာကျွန်တော်တို့စုဖွဲ့ပြီးသူ့ကိုပြန်တိုက်ဖို့ကအကောင်းဆုံးပဲ။ခံစစ်နဲ့တိုက်စစ်မှာဆိုရင်ဒါအမှန်တိုင်းပြောရမယ်ဆိုရင်ကြာရှည်ခံစစ်ဆင်တဲ့သူကတော့စစ်သဘောအရပေါ့နော်။တမယိုးကြစစ်သဘောအရတော့ ခါစစ် area ခါစစ်ကအဖြည်းဖြည်းချင်းကြာဆုံးတာပဲပေါ့နော်ဒါကြောင့်တိုက်စစ်ကိုသူတို့ထိုးစစ်မစခင်ကိုကတိုက်စစ်စတယ်အဲအဲ့လိုမျိုးအနေထားအဲ့ဒါမှသူတို့ရဲ့ရဲဘော်တက်ကသူကလူတလောက်ရနေတာလေလူတလောက်ရနေတာပြီးရင်အရေးအတွက်တွေရအောင်လုပ်တယ်ပြီးရင်တဖြည်းဖြည်းနဲ့သူတို့ကလည်းစီယုံတင်းတွင်းလာတာတွေရှိတယ်ရဲဘော်တက်တွေကိုဒီပြည်သူစစ်ကလေးတွေကိုအစင်တအစင်တွေတို့ပေးတယ်အစင်မြပြန်အစင်တွေတို့ပေးတယ်ဟိုတလောက်ဆိုရင်ကျွန်တော်စွိုင်းဘွဲစိတ်တွေပါပေးပလိုက်တာဒါကမင်းတို့လုံရင်လုံတဲ့ကောင်ရတယ်ဆိုတဲ့သဘောမျိုးနဲ့သူကစီယုံနေတာပေါ့နော်တိုက်ရင်လည်းစီယုံနေတာ အဲအဲ့ဒါကိုကျွန်တော်တို့သူတို့ဒီအချိန်အဟုန်ရပ်တန့်အောင်သူတို့အချိန်အကြာကြီးမပေးသင့်ဘူးလို့တော့ထင်ပါလားတန်တယ်ကွာတာမန်တယ်ကွာပြောသွားတာနော်အခုချိန်မှာဒီကောင်တွေကိုစိုးကိုစိုးရမယ်တိုင်းတလန်နဲ့ကင်တွေလည်းမနာတင်တော့ဘူးနားတဲ့တိုင်းတလန်နဲ့ကင်တွေလည်းတန်းများနေကွာခုချိန်မှာတော့မပြောသေးဘူးတလားလုံးဆောင်ပြီးမှတတော်မတက်ရင်တော့ပြောတော့မယ်ဒေတာဆိုရင်တော့ note video ထိုင်ဝမ်ကိစ္စအကြောင်းထပ်ပြောလာတဲ့ငကြောင်မင်းတစ်ချက်လောက်နားဆင်ကြည့်အောင်ထိုင်ဝမ်ကူညီချင်တာကသူကနိုင်ငံအနေနဲ့လာကူညီချင်တယ်ပြဿနာကသူကကုလသမဂ္ဂမှာနိုင်ငံဖြစ်နေတဲ့ င်းရဲသွင်းခံထားတာမဟုတ်ဘူးအဲ့ဒါဆိုင်လို့လေနော်ဟုတ်စင်းဝင်ပြီးသားဖြစ်တဲ့မြန်မာနိုင်ငံကြတော့နိုင်ငံအနေနဲ့သူ့ကိုထိုင်ဝမ်ကိုလက်ခံပေးလိုက်ရင်ကျွန်တော်တို့ကထိုင်ဝမ်ကိုနိုင်ငံလို့ကုလသမဂ္ဂထဲကျော်ပြီးတော့သတ်မှတ်ပေးလိုက်ပြီအဲ့ဒီပဲတက်ရောက်တယ်တက်ရောက်နေတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့လိုလုပ်လို့မရဘူးကုလသမဂ္ဂရဲ့စီမံကိုကျွန်တော်ချုပ်ဖောက်အောင်ကြာတာဒီလိုစီးရအဲ့ဒါကြောင့်ကျွန်တော်မြန်မာဆိုရကကျတော့ဒီကိစ္စနဲ့ပတ်သက်လို့ထိုင်ဝမ်နဲ့နှစ်ဖက်ဒီနားလည်မှုရှိရှိတိစောက်ပြီးတော့အကူအညီကိုလာဖို့ဝယ်ခန်းဖြစ်တဲ့ကြိုးဆိုတယ်ဒါပေမဲ့ကူညီတဲ့အခါမှာ ဒီအရက်ဖက်ဖွဲ့စည်းပုံစံမျိုးနဲ့လာမယ်ဆိုရင်ကျွန်တော်တို့ကဝက်ကမ်းဖြစ်ရတယ်နိုင်ငံတွေနဲ့ကြတော့ကုလသမဂ္ဂနဲ့ဒါကစကားပြောရမယ့်ကိစ္စရေဇာတ်လမ်းကြီးရှိအဲ့တော့ကုလသမဂ္ဂကိုလည်းနည်းနည်းလေးဝါဖြစ်မယ်လို့ကျွန်တော်မြင်နေပြအဲ့တော့ထိုင်ဝမ်အကူအညီကတော့တနည်းတစ်ပုံနဲ့တော့ရောက်လာပါလိမ့်မယ်တို့တို့တော့ခုနဒီကိစ္စလေးညှိနေကြတာပါလူရထနာဆိုလိုမျိုးအာဟိုဟာထိုင်ဝမ်ကိုကူညီတာကမဆိုးရပိတ်ပင်နဲ့ကန့်တတ်တဲ့ဘာညာဆိုအဲ့ဒါမဟုတ်ပါဘူးကျွန်တော်သိတော့လုံးဝမဟုတ်ဘူးကျွန်တော်ပြန်ချဆုံးသမ်းပြပါပြီမဟုတ်ဘူးလို့ပြောတယ်နော်လုံးဝမရှိပါနိုင်ငံတကာလုံထုံးလို့စီမီစီကန်းတွေရဲ့အညီဖြစ်အောင်လို့ဒါပြန်ပြီးတော့ပုံစံလေးပါပါလေးပြန်ပြီးတော့ ဟိုညှိနှိုင်းနေတဲ့သဘောလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုကဂျပန်ဂျပန်ရဲ့အကူအညီနဲ့ပတ်သက်ရင်လည်းဂျပန်မကြိုင်အကူအညီရောက်တော့မလို့သိရပါလားဂျပန်ကျတော့သူကနိုင်ငံတွေနဲ့လာကူညီနေတာမဟုတ်ဘဲနဲ့သူကရပ်ဖက်ဖွဲ့စည်းပုံနဲ့လာကူညီနေတာသူကျတော့ပြောင်းနေတယ်ကျွန်တော်တို့ချိန်မှာဖြစ်နေတဲ့ပြဿနာဂျပန်နိုင်ငံအနေနဲ့အမိတက်ပြီးတော့ဂျပန်နိုင်ငံကနေပြီးတော့ဟိုကအစိုးရအောင်ပြီးတော့ဆိုရဲကသူကဂျပန်ရပ်ဖက်ဖွဲ့စည်းပုံနဲ့ကူညီခြင်းတဲ့သဘောမျိုးတော့ ဂျပန်ပြတ်တာနေသလားလို့တော့ထင်ရတယ်အဲ့တော့ဂျပန်ကူညီလာလိမ့်မယ်ကျွန်တော်နားလေဂျပန်ကူညီလာပါလိမ့်မယ်အဲ့တော့ဂျပန်ရောထိုင်ဝမ်ကူညီနှမျိုးစုံရပါလိမ့်မယ်ထိုင်ဝမ်ကူညီကတော့ခုနအန်ဒလီညှိနှိုင်းရမယ့်ကိစ္စလေးရှိနေလို့ပါအဲ့တော့တရုတ်ကကန့်ကွက်သလားမကန့်ကွက်သလားဆိုတာကတော့တရုတ်ပဲသိမယ်သို့တော့တရုတ်အနေနဲ့လည်းဒီကိစ္စမှာတော့ထိုင်ဝမ်ကနိုင်ငံအနေနဲ့လာကူညီတာဆိုရင်တရုတ်လည်းပဲသဘောတူနေပါဗျာဒါပေမဲ့သို့တော့ဒါကျွန်တော်တို့မြန်မာတကူလည်းဆုံးဖြတ်မယ့်ကိစ္စမဟုတ်ဘူးဒါကုလသမဂ္ဂကပါဝင်သွားတဲ့ကိစ္စဖြစ်လာတယ်ဒါဒါကအာဖြစ်နေတဲ့ဒီလူမှုကေဆင်းတကယ်ဟိုငလင်လိုမျိုးခက်ခဲကြတဲ့ကြီးအပေါ်ကနေပြီးတော့ သူကတချို့ကိစ္စလေးတွေကပါပါလေးကစားတဲ့နိုင်ငံကြီးကစားပုံလေးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းသူကြီးထားတယ်ပေါ့သို့တော့ကျွန်တော်နိုင်ငံလေးတွေကအကုန်အကူကြီးလို့လေဘယ်နိုင်ငံအကူကြီးမှုဆိုလိုအပ်နေတဲ့အတွက်အကူကြီးကတော့ယူရမှာပဲသို့တော့ယူတဲ့ပုံစံမှသာလျှင်ကျွန်တော်တို့ကတခါလေးကြရင်ဟိုနှောင်ကျိုးတွေပါသလားနှောင်ကျိုးပါဘူးလားဆိုတာချိန်ဆနေရတဲ့သဘောနဲ့တချို့ဟာလေးတွေစဉ်းစားပြင်ဆင်နေတဲ့သဘောလို့ကျွန်တော်တွတ်ချက်မြင်ပါကျွန်တော်ခံမှန်းမယ်ဒါကျွန်တော် personal point of view ပါထိုင်ဝင်ကကုလသမဂ္ဂအဖွဲ့ချုပ်ထဲမှာပါရင်လေဒါအကူကြီးလောက်ရတာပဲ မြန်မာနဲ့ထိုင်းနဲ့တရုတ်သူတို့သုံးកောင်ကကတ်ကွက်လုပ်ဖြစ်မှာပေါ့ဒါကတော့တေးချပါတယ်တရုတ် idea ပဲဖြစ်ရမယ်ကုလသမဂ္ဂအဖွဲ့ချုပ်ဖြစ်ရင်လည်းကူညီလို့ရတာပဲဘာဆိုင်လို့လဲစီးပွားရေးနဲ့ဘာနဲ့လည်းမဆိုင်ဘူးအဲသူတို့တွေဟောဖြစ်ရှင်းလက်ဒီဖြစ်ရှင်းလက်ခွေးမျိုးတွေထိုင်းဝမ်ကေဆေရဲ့အဖွဲ့ကိုမြန်မာနိုင်ငံမှာဝင်လာလို့မရတဲ့အတွက်ကျွန်တော်တားဝနေပါတယ်ဒီလောက်ပြည်သူဒုက္ခရောက်တဲ့အချိန်မှာမင်းတို့ကူကျူးအတွက်ပဲအခုချင်းချင်းစဉ်းစားနေသေးတယ်ခွေးမျိုးတွေခွေးအားတွေငါးအားတွေ အဲ့ဒါပဲပြောချင်တယ်ဟုတ်ကဲ့ပါတုံးချင်းတော့ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time